ားပါရှင်ကျွန်မကတင်ဆက်ပါဒီနေ့ဂျွန်လာ28ရက်နေ့အတွက် People's Bank ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်စစ်ရဲဆဲရေးအဆိုပြုချက်တွေကြောင့်ရုရှားနဲ့ယူကရိန်းကွဲလဲနေတဲ့သတင်းကိုဗစ်ရဲ့မူလဈေးမြုပ်ကိုသိနိုင်မဲ့ဖြစ်နိုင်ခြေတွေကိုလမ်းဖွင့်ပေးထားစေလို့ WHO ပြောတဲ့သတင်းမြန်မာပြည်သူတွေကိုကူညီနိုင်မဲ့နီလန်းလေးတွေကိုလူခွင့်ရေးမဟာမင်းကြီးတင်ပြတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် စစ်ပွဲရက်စဲနိုင်ရတဲ့ရုရှားနဲ့ယူကရိန်းကြားကအဆိုပြုချက်တွေဟာလုံးဝအုတ်တုံဆန့်ကျင်ကွဲပြားနေတယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားခဲ့ပါတယ်။စစ်ဖြစ်နေတဲ့အင်းနီဂျာနိုင်ငံဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျာဝင်ဖိအားပေးမှုကြောင့်အပြစ်အခတ်ရက်စဲရတဲ့နှစ်ကြိမ်တိုင်တွဲဆောင်ဆွေးနွေးပြီးဖြစ်ပေမဲ့ထင်းသားမြင်သားတဲ့ရလက်မျိုးထွက်ပေါ်မလာခဲ့ပါဘူး။နှစ်ဖက်ကြားကစစ်တုပ်ပန်းအများပြားနဲ့ကြားဆုံစစ်တီရော့အလောင်းတွေကိုအပြန်အလှန်လဲလှယ်ကြတာမျိုးသာအထောက်အမြောက်ခဲ့ပါတယ်။ အခုလာတဲ့မှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာတွေ့ဆုံခဲ့ကြရမှာတော့ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေဟာသုံးနှစ်ကျော်ကြာမြင့်လာတဲ့စစ်ပွဲကိုရပ်ဆိုင်ဖို့ကိုယ်စီလိုလားချက်တွေအပြန်အလှန်ဖလှယ်ပေးရခဲ့ပါတယ်။နှစ်ဖက်အဆိုပြုချက်တွေကိုလေးလာကြည့်တဲ့အခါမျော်မှန်းထားတဲ့အတိုင်းဘာမှတထူးခြားခြားအံ့ဩလောက်စရာအပြောင်းလဲမရှိခဲ့ကြောင်းနှစ်ဖက်စလုံးရဲ့အဆိုပြုချက်တွေဟာလုံးဝအုတ်တုံဆန့်ကျင်ကွဲပြားနေကြောင်းဘီလာရုစ်နိုင်ငံမင်းမြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပူတင်ကအမှတ်ချက်ပေးခဲ့ပါတယ်။ စိတ်ဆက်ညှိနှိုင်းမှုတွေဆိုတာကလည်းအဲ့ဒီလိုကွဲပြားမှုတွေအတွက်ရှိနေရတာဖြစ်ကြောင်းကွဲပြားမှုတွေကိုဘုံတူညီတဲ့လမ်းကြောင်းတစ်ခုစီနှိကပ်ရောက်ရှိလာအောင်ဆွေးနွေးသွားရမှာဖြစ်ကြောင်းလည်းပူတင်ကပြောပါတယ်၂022ခုနှစ်ဖေဖော်ဝါရီ24ရက်မှာရုရှားကအင်နီဂျန်ယူကရိန်းနိုင်ငံကိုကျူးကျော်ဆင်ပြုခဲ့ရာကနှစ်နိုင်ငံကြားစစ်ပွဲစတင်ခဲ့တာပါရုရှားရဲ့ကျူးကျော်ဆင်ကြောင့်လူသိန်းနဲ့ချီတိတ်ဆုံးခဲ့တယ်လို့ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသအများစုလည်းဆွဆွရွရွပျက်စီးခဲ့ရပါတယ် စစ်ရဲစရဲအတွက်ရုရှားဘက်ကတောင်းဆိုမှုဟာယူကရိန်းဟာလက်ရှိလက်လွတ်ထားရတဲ့နည်းမျိုးတွေထက်ပိုများတဲ့ area တွေကိုရုရှားစီလွှဲပေးရမယ်လို့ပါရှိပြီးယူကရိန်းကလုံးဝလက်မခံနိုင်ပဲညှင်းဆိုထားပါတယ်ရှင်။ COVID ကရောဂါရဲ့မူလအစနဲ့ပတ်သက်လို့ဖြစ်နိုင်ခြေ theory အားလုံးကိုလမ်းဖွင့်ထားဆဲဖြစ်တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကပြောပါတယ်။တန်းနဲ့ချီတဲ့လူသားတွေရဲ့အသက်ကိုနှုတ်ယူခဲ့တဲ့ကရောဂါဇိုးကြီးစတင်ပေါ်ပေါက်လာခဲ့တာ၄နှစ်ကျော်ကြာမြင့်ပြီးချိန်ထိ ယောဂရဲ့မူရင်းစင်းမြစ်ကိုဖော်ထုတ်ဖို့စ조사အားထုတ်မှုတွေဟာပြည့်စုံမှုမရှိသေးတဲ့နောက် WHO ကအခုလိုသဘောထားမှတ်ချက်ပေးခဲ့တာပါ2019ခုနှစ်နှစ်ကောင်ပိုင်းကတရုတ်နိုင်ငံအလဲပိုင်းဝူဟန်မြို့ကနေစတင်ပြန့်နှံ့လာတဲ့အမျိုးမည်မသိနမိုနီးယားဆန်တဲ့ယောဂတစ်မျိုးဟာလပိုင်းအတွင်းကမ္ဘာကပ်ယောဂကြီးအဆင့်ထိရောက်ရှိခဲ့ပါတယ်။နောက်တစ်ချိန်မှာကိုဗစ်လိုနာမည်မဲ့ခေါ်ခဲ့ကြတဲ့ယောဂဆိုဟာလူပေါင်းတန်း၃၀လောက်ကိုသေဆုံးစေခဲ့ကြောင်း WHO ကအခန့်မှန်းထားပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကိုဝူဟန်မှာရှိတဲ့သားစင်၅စင်ဇီးတန်းတစ်ခုမှာပထမဆုံးအကြိမ်စတင်ထောက်လန့်တွေ့ရှိခဲ့တယ်လို့ယုံကြည်ရပြီးယောဂါရဲ့မူရင်းစစ်မြစ်ကိုဖော်ထုတ်နိုင်ရေးကနောက်ထပ်အလားတူကပ်ယောဂါတွေဖြစ်မလာအောင်ကြိုတင်တားဆီးရတဲ့အတွက်အထူးအရေးကြီးပါတယ်။ဒါပေမဲ့ကပ်ယောဂါအစကနဦးကာလလေးလာတွေ့ရှိချက်တွေကိုတရုတ်အာဏာပိုင်တွေကရှင်းရှင်းလင်းလင်းမထုတ်ပြန်တာအပါအဝင်တခြားနှောက်နေမှုတွေအချက်အလက်မပြည့်စုံမှုတွေကြောင့် ကိုဗစ်ရဲ့မူလအစကိုတတိကျကျမသိနိုင်သေးကြောင်း WHO အကြီးအကဲကပြောပါတယ်။အဲ့ဒီတော့ကိုဗစ်ရဲ့မူလအစဖြစ်နိုင်ခြင်းနဲ့ပတ်သက်တဲ့အဆိုချမ်းမှန်တမျှကိုပယ်ချလို့မရနိုင်သေးကြောင်း။အဲ့ဒီထဲမှာတရိတ်ဆန်တွေစီကနေဆင့်ကဲကူးစက်မှုကအစဓာခွဲကန်တစ်ခုကနေမော်တော်တဆအစပြုကူးစက်တာအထိအားလုံးပါဝင်ကြောင်းသူကဆိုပါတယ်။အဲ့ဒီနှစ်ချက်ဟာကိုဗစ်ရဲ့မူလအစနဲ့ပတ်သက်လို့လူပြောအများဆုံး theory တွေလည်းဖြစ်ပါတယ်။2022ခုနှစ်မတ်လတုန်းက WHO နဲ့တရုတ်တို့ပူးပေါင်းထုတ်ပြန်ချက်အရ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ဟာလင်းနို့ကတစ်ဆင့်တခြားနို့တိုက်သရဝါမျိုးစိတ်တွေမှာဆင့်ကဲတည်ပြောင်းပြီးလူသားတွေစီကူးစက်တာဖြစ်နိုင်ကြောင်းဖော်ပြခဲ့ပူးပါတယ်။နောက်ပြီးဝူဟန်မှာရှိတဲ့ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်းတစ်ခုကနေမတော်တဆစတင်ပြန့်နှံ့ခဲ့တယ်ဆိုတဲ့ခန့်မှန်းချက်ကဖြစ်နိုင်ခြေတိတ်နေတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအထောက်အထားအချက်အလက်တွေပွင့်လင်းမြင်သာမှုကင်းမဲ့တော့ တခွဲကန်းကနေပြန့်နှံ့လာတဲ့ဆိုတဲ့ထင်မြင်ချက်ကိုအလေးထားစုံစမ်းမှုမရှိတာတွေအတွက်အတော်ကြီးပြင်းထန်တဲ့ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီတုန်းကအမေရိကန်သမ္မတအဖြစ်ပထမသမ္မတသက်တမ်းတာဝန်ယူထားတဲ့ဒေါ်နယ်ထရန့်ရဲ့အဆိုအရဟာတရုတ်တခွဲကန်းတစ်ခုကနေဗိုင်းရပ်စတင်ပြန့်နှံ့လာခဲ့တယ်ဆိုတဲ့အယူအဆကိုတရုတ်ဝင်ထောက်ခံခဲ့ပါတယ်။ဒေါက်တာတက်ရော့စ်ဟာကိုဗစ်ရဲ့မူလအဆောက်ကို ရှောင်ဖွေခြင်းဟာအနာဂတ်ကပ်ရောဂါဆိုးတွေကိုတားဆီးအတွက်အရေးပါယုံတာမကပဲ ကယောဂါကာလအတွင်းအသက်ဆုံးရှုံးခဲ့ရသူတွေကိုလေးစားတန်ဖိုးထားကြောင်းကျင့်ဝတ်ပိုင်းအရပြသမှုလည်းဖြစ်လိမ့်မယ်လို့ပြောပါတယ်။သူကကမ္ဘာနိုင်ငံအသီးသီးဟာကိုဗစ်ရဲ့မူလအစနဲ့ပတ်သက်လို့သိပ္ပံနည်းကြအခိုင်အမာတဲ့သဲလွန်စာတွေရထားကြရင် WHOC ဝင်ငှအကူအညီပေးဖို့မြေတားရက်ခံသွားခဲ့ပါတယ်ရှင်။မြန်မာပြည်သူတွေကိုတတိယရောက်အကူအညီပေးနိုင်မဲ့နီလန်းလေးတွေကိုကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကတင်ပြဆွေးနွေးခဲ့ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံမှာမြမလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာတစ်စောင်ကိုတင်သွင်းရင်းတကအဲ့ဒီအကြံပြုချက်တွေကိုထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။သူကအာဏာသိမ်းစစ်တပ်အုပ်ချုပ်နေတဲ့မြမနိုင်ငံမှာလူ့အခွင့်အရေးအခြေအနေတွေဟာပုံမကျတဲ့ဆိုရွာလာနေတာကိုအတည်ပြုခဲ့ပြီးတစ်ဖက်မှာလည်းမြမပြည်သူတွေဟာအပြောင်းအလဲအတွက်မျှော်လင့်ချက်တွေကိုကြံ့ကြံ့ခံဆောက်ကင်ထားစေလို့ဆိုပါတယ်။လူ၄၀၀လောက်တည်ဆုံးခဲ့တဲ့မက်ဆာ၂၈ရက်နေ့ငလင်ကြီးပြည်မှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာပိုပြီးခက်ခဲလာကြောင်းဒါပေမဲ့ပြည်သူတွေကတော့ငြင်းချမ်းတဲ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေပြည့်ဝနေတဲ့အနာဂတ်ကိုဆက်လက်မျှော်လင့်နေစေလို့တာက ကောင်စီညီလာခံမေခွန်းမှထည့်သွင်းပြောဆိုသွားခဲ့ပါတယ်မြန်မာပြည်သူတွေကိုထိရောက်တဲ့အကူအညီတွေပေးဖို့ဆိုရင်ကောင်စီနဲ့နိုင်ငံတကာအတိုက်အဝန်းကအဓိကလှုပ်ဆောင်နိုင်တဲ့အပိုင်း၄ခုရှိတယ်လို့သူကအကြံပြုထောက်ပြခဲ့ပါတယ်ပထမဆုံးလှုပ်ဆောင်ရမှာကတရားမျှတမှုနဲ့တာဝန်ယူတာဝန်ခံမှုတွေကိုရှာဖွေပေးဖို့ဖြစ်ပြီး အဲ့ဒီခေါင်းစဉ်အောက်မှာနိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့တပ်ဖြတ်မှုနဲ့တခြားဆိုးရွားမှုတွေကျူးလွန်သူတွေကိုထိရောက်စွာအပြစ်ပေးအရေးယူနိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်ပြီးတော့မြမအရေးကိုအပြည့်ပြည့်ဆိုင်ရာရစပုတ်ခုံရုံး ICCC တင်ပြနိုင်ရေးလဲသူကတိုက်တွန်းခဲ့ပါတယ်ဒုတိယလိုအပ်ချက်ကတော့မြန်မာနိုင်ငံမှာပြည်သူအလုံးလေးစားကြမဲ့ဒီမိုကရေစီအရက်သာအစိုးရပေါ်ထွန်းလာအောင်ကူညီဖို့ဖြစ်ပါတယ်လူနည်းစုတိုင်းရင်းသားတွေကိုဖိနှိပ်ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကိုဖယ်ရှားရမှာဖြစ်ပြီး အရက်သားတွေရဲ့အခွင့်အရေးတွေနဲ့မီဒီယာလွတ်လပ်ခွင့်တွေကိုကာကွယ်ရမယ်လို့ဆိုပါတယ်။တတိယတောင်းဆိုမှုအနေနဲ့မျှတပြီးအစုအဖွဲ့အားလုံးအတွက်အကျိုးဖြစ်ထွန်းစေမယ့်စီးပွားရေးမျိုးပြောင်းလဲတည်ဆောက်ဖို့ဖြစ်တယ်လို့တကပြောပါတယ်။စစ်တပ်နဲ့စစ်တပ်အလို့တော်ကြီးအစုအဖွဲ့တွေအတွက်ပဲကောင်းကျိုးဖြစ်ထွန်းနေတာမျိုးကိုခက်မပြုဘဲဇမ်းမာရေး၊ပညာရေး၊လူမှုဝန်ဆောင်ရေးကဏ္ဍတွေအတွက်ယင်းနှိမ့်မြုံနှံဖို့လဲလိုအပ်ကြောင်းသူကထောက်ပြခဲ့ပါတယ်။စီးပွားရေးနဲ့ယင်းနှိမ့်မြုံနှံမှုတွေဟာ ပြည်သူတွေရဲ့လူမှုဘဝမြင့်တက်ရေးကိုအားဖြည့်ထောက်ပံ့ပေးဖို့လဲတကတိုက်တွန်းသွားခဲ့ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကတော့မြန်မာပြည်သူတွေကိုလစ်လို့မရှိဘဲနိုင်ငံတကာအတိုက်အဝန်ကဝိုင်းဝန်းအကူအညီပေးကြဖို့ဆိုတာပါပဲ။အဲ့ဒီထဲမှာမြန်မာစစ်တပ်ပေါ်လက်နက်ဝယ်ယူခွင့်ပိတ်ပင်တာစီးပွားရေးအရာအရေးယူပိတ်ဆိုတာလေရင်စီတွေတင်သွင်းလို့မရနိုင်အောင်တားမြစ်တာပဋိပက္ခတွေကနေထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာဒုက္ခသည်တွေကိုအကူအညီပေးတာစတဲ့ကဏ္ဍပေါင်းစုံအကျုံးဝင်ပါတယ်။ ပြီးတော့နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုအထောက်ပံ့တွေပေးပို့နိုင်ရေးအတွက်ပို့ပြီးပြောင်းလဲပြင်လဲရှိတဲ့စက်ကူးညံထက်တန်တဲ့နီလန်းတွေကိုရှောက်ပွေအသုံးပြုကြဖို့လဲပါဝင်ပါတယ်။နောက်ပြီးဒေါ်လာရင်းအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG စက်တပ်ကိုတွန်းလှန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဒီမိုကရေစီအရေးတက်ကြွလှရှားသူတွေအရက်ဘတ်အဖွဲ့အစည်းတွေနဲ့ထိတွေ့မှုတွေမြင့်တင်ဖို့လဲတကထဲသွင်းအကြံပြုခဲ့ပါတယ်ရှင်။ People's Bank ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရဲ့ရှင်